ကိုတိုင်းရှိချင်တဲ့နောက်ချမ်းသာတိုက်ပွဲတွေတဲ့ဘကိုယူပိုင်းမဟာဗျူဟာမြောက်ရေးပါမှုအကြောင်းကိုဒီနေ့စီစဉ်မှာတင်ဆက်ပေးကြပါမယ်။ဘကိုတိုင်းနောက်ချမ်းမှာမြမပြည်ရဲ့ရဲ့မှာမြမပြည်ရဲ့ရဲ့မှာစစ်ပြန်တာဖွင့်နေရတဲ့စစ်ကောင်စီတပ်ဟာဘကိုယူပိုင်းမှာလည်းအနောက်ပိုင်းကနေအာရကတက်တော် EE ရဲ့ထိုးစစ်တောင်ပိုင်းမှာလည်းအာရကတက်တော် EE ရဲ့တောင်ပိုင်းတောင်ပိုင်းကိုတောင်ချောင်းချီစစ်မြစ်တာလေအဲ့ဒါတွေပြေဘကိုတိုင်း အလယ်မှာရှိတဲ့ဘဘိုးရုံမရဲ့အရှိတောင်တောင်ချီရဲ့ကျောင်းမှာတိုက်ပွဲတွေပုံပုံပြင်းထန်လာတာကိုခုရက်ပိုင်းအတွက်မှာပြန်လည်တွေ့ရပါတယ်။ဒီရက်ပိုင်းအတွက်မှာတွေ့ရတဲ့တိုက်ပွဲအနေအထားတွေကိုကြည့်မယ်ဆိုရင်ဘဘိုးရုံမနောက်ချမ်းမှာမင်းလာနေထဲမှာဘဘိုးရုံမတွင်ထဲဘဘိုးရုံမတွင်ထဲကိုသွားမယ်။ဒီစစ်ကောင်စီစစ်ကြောင်းကိုတော်လိုက်ပူပေါင်းတပ်တွေကအောင်မြင်စွာဖြတ်တောက်ပိတ်ဆို့ထားနိုင်ကြတာကိုလည်းတွေ့ရပါတယ်။လက်မှန်တိုင်ယော်ရီစာရင်အဲ့ဒီဒေသမှာလည်း စစ်ကောင်စီစစ်ကြောင်းတွေစစ်ကောင်စီတပ်ရင်းတပ်စခန်းတွေပေါ့ PDF နဲ့ပူပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်မှုတွေအရှိန်ပြတ်လောက်ဆောင်နေတာပေါ့ပြီးခဲ့တဲ့ရက်တွေကသတင်းတွေမှာကျွန်တော်တွေ့ရပါတယ်ပြီးတော့ပဲခူးတိုင်းနဲ့ရက်ရခိုင်ပြည်နယ်ဂျားကညောင်ကျိုးရခိုင်ပြည်နယ်ကနေထွက်ရင်ဒီပြည်မြို့နားကညောင်ကျိုးစခန်းကျသွားပြီးတော့ပြည်နဲ့အနည်းဆုံးအုတ်ရှစ်ပင်ကိုရောက်လာနေတဲ့ RK တပ်တော်အင်းင်းနဲ့ပူပေါင်းတပ်တွေဟာအုတ်ရှစ်ပင်ကနေ80တိုးပြီးတော့ဘိုးရိုးကနေချိန်ဆက်နိုင်ဖို့ကြိုးစားလာနေတယ် အရေးအယောင်တွေကိုကျွန်တော်တို့မြင်တွေ့နေရပါတယ်။ပဲခူးတိုင်းရှိချမ်းသာနဲ့ကြီးရွှေချင်းကြောက်ကြီးဘုံမျိုးနဲ့ပြီးရင်ထပ်တဲ့ပင်စတဲ့ဒေသတွေထဲမှာ KNU နဲ့ကုပေါင်းတက်တွေရဲ့လှုပ်ရှားမှုပြင်းထန်လာတဲ့အတွက်စစ်ကောင်စီဘက်ကနေလက်နက်ကြီးပစ်ကိုလေကြောင်းပစ်ကိုတွေရဲရင်ပစ်ကိုတွေသုံးပြီးတော့ပစ်ခတ်တိုက်ခိုက်တွန်းလှန်နေအသေးအံရုံးကန်နေရအောင်လေဒီဒီအပိုင်းတတိယမြေတွေမှာကျွန်တော်တို့တွေ့ရပါတယ်ဒီတိုက်ပွဲမြင်ကွင်းတွေကိုကြည့်ချင်းအဖြစ်ကျွန်တော်တို့ပါအောင်တွေ့နေရတယ်ဆိုရင်ဘကုန်းယုံမောက်ကိုထိချုပ်နိုင်ရေးအတွက်တော်လိုင်းတက်လိုက်တာဒီ 調査欄ですろ。市長が KNU にに、アナマが RNA 達の E ရဲ့စစ်ကြောင်းတွေနဲ့ပကိုယုမတွင်းကတော်လိုင်းတက်ပြီးပူပေါင်းထိဆက်ပြီးတော့ပကိုယုမကိုစိုးမှုနိုင်မှုတွေအကျိုးမတက်ဆောင်ရွက်လာတာပေါ့ဒီရက်ပိုင်းတွင်းမှာတွေ့ရပါတယ်2020ခုနှစ်က2020 2020ခုနှစ်ကောင်ကလည်း2021လေဦးဒေါ်လာရင်းနဲ့တူပကိုတိုင်းဟာလဲလက်လက်ငယ်ပုံကမှုတွေထဲမှာပါဝင်ခဲ့ပါတယ်2020ထဲမှာ လက်ချင်စုဖွဲ့မှုတွေနဲ့တိုက်ပွဲပေါ်ဆောင်မှုတွေကောင်းမွန်ခဲ့တာကိုတွေ့ရပါတယ်ကျွန်တော်တို့အဲ့ဒီ2022ခုနှစ်ကစစ်ရေးသတင်းတွေကိုပြန်ကြည့်မယ်ဆိုရင်2022ခုနှစ်တစ်ခုနှစ်2022ခုနှစ်တွင်မှာတည်းဘိုးရွာတွင်မှာတိုက်ပွဲပေါင်း80လောက်ဖြစ်ပွားခဲ့တယ်လို့တော်လိုင်းတက်တွေကပတ်လာပြောပါတယ်ဘကုရိုးမဟာရည်ကြီးပါတယ်တစ်ချိန်လုံးကဒီမြန်မာနိုင်ငံဘကုတိုင်းအလယ်ပိုင်းမှာရှိခဲ့ဘကုရိုးမဟာ မြန်မာပြည်အထက်နဲ့အောက်ဆက်သွယ်ရေးလမ်းကြောင်းကိုထိန်းချုပ်ဆိုးမိုးထားတဲ့နေရာကြီးဖြစ်ပါတယ်။ဗဟိုယူမိုင်းရဲ့အရှိတ်တောင်ချီမှာရန်ကုန်နဲ့မန္တလေးကလာမကြီးရှိသလိုမြေထားတဲ့ရှိပါတယ်။ဗဟိုတိုင်းရဲ့နောက်ဘက်မှာရန်ကုန်ပြည်ကလာကြီးရှိပြီးတော့အဲ့ဒီကနေပဲဆက်သွယ်ရေးလမ်းကြောင်းတွေဖြတ်ချသွားပါတယ်။အဲ့ဒါကြောင့်မြန်မာနိုင်ငံဒီဗဟိုယူမိုင်းဟာမြန်မာနိုင်ငံလွတ်လပ်ရေးရပြီးသုံးလကျော်မှလက်နက်ကိုင်ပုံကံမှုစလုပ်ခဲ့တဲ့ဘာကဘာမီကွန်ပျူတာပါတီချေဆိုင်ရာဌာနချုပ် ဖွင့်ရနေရာကြီးဖြစ်ခဲ့ပါတယ်အဲ့ဒီပကိုးရုံမှာထဲပါပဲဘာကမတွေဟာပြောက်ကြားဒေတာအချိန်ဟန်ပြောက်ကြားဒေတာဒီဆောက်ပြီးတော့လက်လက်ကန်တော်လည်းကြီးကိုလုပ်ခဲ့ပါတယ်ရန်ကုန်မြို့နယ်အနီးဆုံးနယ်ဖြစ်သလိုမြန်မာပြည်ရဲ့အထက်အပေါ်ထိဆက်ပေးထားတဲ့မဟာဗျူဟာလမ်းကြီးကိုစိုးမိုးထားတဲ့ပကိုးရုံမှာဖြစ်လာကြောင်းအဲ့ဒီတော့ကဘာကမမဆာနာဇိုယာကိုအကြီးကျယ်ချိန်ချောက်နိုင်ခဲ့တဲ့အနေအထားရှိပါတယ်ဒါပေမဲ့အားလည်းဒါကဒီမဆာနာကတောင်ဘူးက95ခုနဲ့လောက်မှာဖြတ်ပြီးပြတ်နေတဲ့ဒီပိုးရုံမကိုအောင်းနေပြီးဖြတ်တော့ဖိတ်ဆို့ပြီးတော့ ဘာကဘာပုံကိုချိန်မှုနိုင်ခဲ့တဲ့အတွက်ဘာကဘာတွေရဲ့ဒီခြေကုပ်ဟာဘိုးရမမကြာဆုံးခဲ့ပါတယ်။အဲ့ဒီတော့ကမဆာလာတမှုတွေကဒီ1989ခုနှစ်အရှိန်အပန်းစံကိုတင်းပီရဲ့အူကြီးနဲ့ဘာကဘာတွေပြန်နဲ့ထိုးပေါက်လာပြီးတော့ဘိုးရမနဲ့ပြန်နဲ့ချိန်ဆက်နိုင်ဖို့အတွက်ထိုးပေါက်နိုင်မှုနဲ့ကြိုးစားအထောက်အပံ့တွေလည်းရှိခဲ့ပါတယ်။ဆိုတော့အဲ့ဒီကာလတုန်းကဒီဘိုးရမရဲ့အရေးပါမှုကိုသိတဲ့အတွက်တကယ်လို့သာတင်းရဲ့ ထောက်ပံ့မှုရထားတဲ့အရှိန်ရောက်တွေကဘာကားပါနေတယ်။ဘကူယူမထင်းကဘာကားပါချိတ်ဆက်မိရင်အရေးမလာနိုင်တာပေါ့။ကောင်းကောင်းသိမြင်သားနေရတဲ့မဆာလာတက်မှုတွေဟာဘကူယူမကိုပဲအဓိကကူစားပြီး white patch ချိန်မှုပြီးတော့အရှိန်ရောက်တွေကပန်ဆန်းမှချိန်ပန်ဆန်းဘက်ကိုဝင်လာတဲ့ဘာကားပါတွေသူတို့ခဏလွတ်ပေးထားခဲ့တဲ့ဖြစ်စဉ်မျိုးရှိခဲ့ပါတယ်။ဒီနောက်ပိုင်းမှာတော့အဲ့ဒီလိုမျိုးဘာကပဘဟုကိုခြေဝုံနိုင်ခဲ့ပြီးတဲ့နောက်အဲ့ဒီဒေတာအဲ့မှာလှုပ်ရှားတဲ့ခရင် တော်လိုင်းသမားတွေကိုလည်းချိန်မုံနိုင်ပြီးတဲ့နောက်ပိုင်း1980နောက်ပိုင်းမှာဘာကဘာရောကရင်တွေဘက်ကရောဒီဘိုးရုံးဘက်ကိုပြန်လဲဆုံးမနိုင်ဖို့တဲ့လှုပ်ရှားမှုတွေရှိခဲ့တော့များလည်းမအောင်မြင်ပဲနဲ့ကြာရှုံးခဲ့ရပါတယ်။ဆိုတော့အဲ့နောက်ပိုင်းအစားရင်ဘိုးရုံးဘက်ထဲမှာတစ်တော့ထုတ်လုပ်မှုတွေတစ်ထုတ်လုပ်မှုတွေများပြားခဲ့ပြီးတော့တော်တွေပြုံးလာတယ်ပြီးတော့ဒီဘိုးရုံးဘက်ရှိတဲ့နောက်ဘိုးမဖြတ်လန်းကြည့်ဒီဆောက်ရက်အတွက်စက်တရီလမ်းကုန်ရက်တွေပိုကောင်းလာတာကြောင့်ဒီထဲမှာ နောက်ထပ်ပုံကံမှုလက်လက်ကံလှူရှာမှုလို့ကိုမသိတော်တော့ဘူးလို့ယူဆခဲ့ကြတယ်။ဒါပေမဲ့အဲ့ဒီယူဆချက်ဟာ2021ခုနှစ်လူယူတော်လိုင်းရင်းနဲ့အတူဒီယူဆချက်ကလုံးဝမှားသွားတယ်ဆိုတာတွေ့ရပါတယ်။ဘခိုးရီမထဲမှာတစ်သောတွေပါသွားတယ်ရှားသွားတယ်ဆိုပေမဲ့ရှိုးမြောင်ထူထပ်ပေါ်များပြီးတော့လူထုထောက်ခံမှုအားကောင်းခဲ့တဲ့လူယူတော်လိုင်းရင်းအတွက်မှာလက်လက်ကံတက်ဖွဲ့ပြီးကောင်းကောင်းရှင်းသင်နိုင်ခဲ့တာတွေ့ရပါတယ်။1985ခုနှစ်နောက်ပိုင်းမဆာလာကဒီဘခိုးရီမကိုထိန်းချုပ်နိုင်ခဲ့တယ်ဆိုတာအဲ့ဒီတော့က ဗမာပြည်မှာအင်အားကောင်းဆုံးဖြစ်ခဲ့တဲ့လူထုထောက်ခံမှုအများဆုံးဖြစ်ခဲ့တဲ့ဗမာပြည်ကွန်မြူနတီပါတီဟာနောက်ပိုင်းမှာပါဆာလာဆိုရရဲ့ဓမ္မအန်ဒီရဲ့ဆိုရဲ့ဝါရမိုင်းနဲ့တံပြန်တိုက်ခိုက်မှုပေါ်မရေမဆိုင်နိုင်ပဲလူထုနဲ့အဆက်ပြတ်သွားခဲ့ပါတယ်။အဲဒါကြောင့်လူထုထောက်ခံမှုအားနေသွားတဲ့အတွက်ဘိုးယိုးဘတ်မှာခြေဆိုင်မိတာဟာကိုယ်တိုင်ရင်းကိုသူရဲ့သဘောမျိုးဆောင်ခဲ့ပါတယ်။ပြည်ပကမ္ဘာနဲ့အဆက်တက်ဖြတ်ခံရတဲ့နောက်လာဘိုးယိုးမကြာရှုံးရတဲ့ကိစ္စမျိုးဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဒါပေမဲ့ဒီຫນွေဥတော်လိုင်းမှာတော့တိုင်းပြည်နဲ့အဝမ်းလက်လက်ကန်တော်လိုင်းအားပေါင်းတဲ့အတွက်ပဲဘိုးယိုးမဟာအထီးကြီးမဖြစ်ပဲဘိုးယိုးမကိုထက်တောင်ရင်2022ခုနှစ်မှာစကားစကားအချင်းချင်းဒီဘိုးမထဲကိုစစ်ကြောင်းတွေအချင်းချင်းထိုးယူမယ်လူလူထောက်ခံမှုအားကောင်းတာကြောင့်ဒီဘိုးယိုးမကိုအပီးဝိုင်းပပိတ်ဆို့ချိန်မုန်းနိုင်တာအလောက်တိုင်းဘဲနဲ့အခုလက်ရှိအချိန်မှာဘိုးယိုးမကိုလက်လက်ဆုံးရှုံးရမယ့်အနေအထားမျိုးရောက်လာနိုင်ပါတယ်အချိန်မျိုးနဲ့ရင်ဆိုင်ခဲ့ရပါတယ် အခုအုပ်ချုပ်တွေကဆင်းလာတယ်အာရကတက်တော့အေးနဲ့ပူပေါင်းတက်တယ်အရှိချမ်းကတရင်ပူပေါင်းတက်တွေနဲ့ဗဟိုးယုံမမှာစုံမိပြီဆိုရင်ညီမကြီးရဲ့အထက်အောက်ဟိုအထက်အောက်ဆက်ကလေးကိုဖြတ်တောက်ထိချုပ်နိုင်ပြီးတော့နေပြီးတော့ကိုဒီဗဟိုးယုံမယုံမကျော်ရတယ်ပြင်မနာတိဆင်းပြီးတော့တိုက်ရထိချုပ်နိုင်တော့မှာဖြစ်ပါတယ်လက်ရှိအနေထားမှာရေးကြည့်တာတော့ဒီလိုမျိုးဗဟိုးယုံမဟာမဟာဗျူဟာရအရေးကြီးတဲ့ဗဟိုးယုံမရဲ့ ရှေ့နောက်တောင်ချီတကြောဒီရန်ကုန်ဘက်ကနေကြည့်မယ်ဆိုရင်အရှေ့ပိုင်းဆိုရင်ရန်ကုန်ကနေပဲကိုကိုကနေဒီညောင်လေးပဲတောင်မူကြီးဆိုရင်တည့်ရင်တက်ဖက်ချိန်ခံတက်တယ်အစင်စင်ဖျားကြီးဖျားကြီးကြီးဖျားကြီးကနေရေတွက်ရင်တည့်ရင်တက်ဖက်အများကြီးတန်းစီပြီးတော့ဒီရန်ကုန်ပြီးရန်ကုန်မန္တလေးအဲကာလန်းမှာတက်ဆွဲထိချတာတွေ့ရပါတယ်ပဲဘိုးရိုးမှနောက်ချက်မှဆိုရင်လည်းတည့်ရင်တက်ဖက်ဒီရန်ကုန်ရန်ကုန်ကနေစကြည့်လိုက်ရင်ပေါ်ပြီးတိုက်ကြီးအုတ်ကန် လက်ပံတာယာဝီပြီးပြီးနဲ့တလဲပေါက်ခေါင်အင်းမစတဲ့နေရာကြီးမှာတရင်တစ်ဖွဲ့နေတရင်ဌာနချုပ်တွေအများအပြားခြေဆိုင်ဌာနတွေ့ရပါဒီတရင်ဒီဘိုးရုံမှာအရှိနောက်ကဒီတရင်အခြေချတရင်တွေကိုတမင်တပ်ဖွဲ့တွေကိုခြေမုံဖယ်ရှားနိုင်ပြီထိတ်ချုပ်နိုင်ပြီဆိုရင်တော့ဘိုးရုံမှာကိုတော်လိုင်းတပ်ဖွဲ့တွေကကောင်းကောင်းအုပ်စီးမိပြီးနေပြီးတော့ဘိတ်ဆုံရေးဟာ နေပြီးတော့ပိတ်ဆို့ရေးကိုတင်းတင်းကြပ်ကြပ်နေပြီးတော့ကိုပိတ်ဆို့ပြီးတော့နေပြီးတော့ကိုပိတ်ဆို့ပြီးတော့ထိုးစစ်စင်နေပြီးတော့ကိုပိတ်ဆို့ပြီးတော့ထိထိရအောင်ထိုးစစ်စင်နိုင်မှာဖြစ်တဲ့ကြောင့်ဒီနေ့အစီအစဉ်မှာဘဂိုးယိုမရဲ့အရေးမဟာဗျူဟာမြောက်အရေးပါပုံကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်လန်းချမ်းမြေ့ကြပါစေ